ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထမင်းစားလို့အရန်ကောင်းမယ်ချင်မောင်နဲ့မြင့်နဲ့ကြော်လေးရယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တဲ့ငင်းသီးနဲ့ဝက်သားနဲ့တွဲချက်ပြီးတော့စားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စင်းနဲ့အတူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ချင်မောင်ကြော်ထိမိ ကဲအရင်ဆုံးချင်းမောင်ကျော်ဖို့အတွက်ကိုအခုလိုမျိုးချင်းမောင်ရွက်တွေကိုဒယ်ပူထဲမှာထည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဘာမှမထည့်ပဲနဲ့အခုလိုမျိုးကြေးသွားသည့်အထီကိုကျွန်တော်တို့လှိမ့်ပေးပါမယ်ကဲဒါဆိုလို့ရှိရင်တော့ဒီမှာချင်းမောင်လေးရပြီပေါ့နော်ပြီးရင်စပီကျော်ဖို့အတွက်ကိုစီပူမှာငပိစိမ်းစားငပိကိုအရင်ဆုံးထည့်ပြီးတော့ကျော်ပါတယ်ပြီးသွားမှကျွန်တော်တို့အခုလိုမျိုးစက်သွန်နီးဓနုပေါက်ထားလေးတွေကိုထည့်ပြီးတော့ကြာတော့ကျော်ပေးပါမယ်စနုံးမုံအနေနဲ့ထည့်ပေးပါမယ် ကျက်သွန်နီနန်လေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျစစ်တို့ဒီကျက်သွန်ပြူနဲ့ငရုတ်သီးစိမ်းနဲ့ပေါ့နော်ကြိတ်ထားလေးကိုထည့်ပြီးတော့ကြတော့ကျစစ်တို့အခုလိုမျိုးကြော်ပေးပါမယ်ငရုတ်သီးစိမ်းနဲ့ကျက်သွန်ပြူနန်လေးတွေမွေးလာသည့်အချိန်ကျစစ်တို့ကြော်ပေးလိုက်မယ်ပေါ့နော်ကဲအနန်လေးကြီးမွေးလာပြီဆိုလို့ရှိရင်တော့ကျစစ်ကပဇွန်ကြောက်ထည့်ပေးပါမယ်ဒါကတော့ပဇွန်ကြောက်ထောင်းထားတာပေါ့နော်ပဇွန်ကြောက်ကတော့များများထည့်လို့ပိုးပြီးစားလို့ကောင်းလေပါပဲ ကဲပြီးရင်တော့ကျစစ်တို့ပစံကြောင်းနံနေမွေးလာသည်ဒီကြော်ပေးပြီးသွားရင်အရာတာအတွက်ကိုတော့အခုလိုမျိုးယာတာမုံလေးရဲ့ပြီးရင်ငံပြာရည်လေးရဲ့ဆွတ်ပေးလိုက်ပါမယ်ပြီးသွားရင်တော့ကျစစ်ကတော့မြစ်ကိုအရင်ဆုံးထည့်ပြီးတော့ကြတော့ကြော်မယ်ပေါ့နော်ဒါကတော့မြစ်ပြုတ်ထားလေးတွေကိုအခုလိုမျိုးထည့်ပြီးတော့ကြတော့ကြော်ပေးလိုက်မယ်အကြောင်လေးနည်းနည်းပူလာသွားအောင်နူးမုံလေးနည်းငယ်ထည့်ပြီးတော့ကြတော့ရောပြီးကြော်ပေးလိုက်ပါမယ် ကယ်ပြီးရင်တော့ကျွန်တော်တို့ရှေ့မှာမွေးထားတဲ့ချင်မောင်ကိုထည့်ပေးပါမယ်ချင်မောင်နဲ့မြင့်နဲ့အားလုံးနဲ့သွားအောင်တေချာလေးကြော်ပေးလိုက်မယ်ပေါ့နော် ဒီတစ်ခါတော့ငယုတ်သီးအချမ်းပတ်မထဲပဲနဲ့ငယုတ်သီးစိမ့်လေးနဲ့ဟိုမှာစားလို့ကောင်းအောင်ကြော်ထားပါတယ်။ချင်းမောင်ကြော်မှာအဓိကအသက်ကတော့ကျွန်တော်တို့စိမ့်စားငပိရတယ်အဓိကအသက်ပေါ့နော်။ကျွန်စစ်ကတော့ငပိကောင်းကောင်းလေးကိုတုံးထားတယ်အရသာပူပြီးပေါ်လွင်အောင်ပေါ့နော်။ကဲခုဆိုလို့ရှိရင်တော့ချင်းမောင်ကြော်လေးရပါပြီ။ပြီးရင်တော့သူနဲ့ရမ်းလိုက်ဖက်မယ်ဝတ်သားနဲ့တညင်းသီးနဲ့ချက်မယ်ဝတ်သားကိုအရင်ဆုံးစနုံးမုံလေးရဲ့ငံပြာရည်ရဲ့ရာသာမုံလေးရဲ့နဲ့အတူကျွန်စစ်တို့အရသာနှက်ပြီးတော့နှဲထားလိုက်မယ်။ ပြီးရင်နေထားတဲ့ဝက်သားကိုအခုလိုမျိုးဒေပူထဲမှာထည့်ပြီးတော့ကြတော့ပထမဦးဆုံးဝက်ရည်ခန်းသွားသည့်ဒီလုံပေးလိုက်ပါမယ်ကဲအခုလိုမျိုးဝဲရီခန်းသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြက်သွန်ပြူကြက်သွန်နီချင်းကိုထောင်းထားရလေးပေါ့နော်ဒါလေးထည့်ပေးလိုက်မယ်ပြီးရင်ရောင်တင်းမုံလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အားလုံးနဲ့သွားအောင်တေချာလေးလုံပေးပြီးတော့ကြတော့ကျွန်တော်တို့စီအနှဲငယ်ထည့်ပေးပြီးတော့ကြတော့စီပေါက်လာသည်ဒီဆက်ပြီးတော့ကြတော့လုံပေးလိုက်ပါမယ် ကဲအခုလိုမျိုးတဆစ်တို့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ဝက်သားချက်သွားအောင်ရင်နွေးထည့်ပြီးတော့ကြတော့တဲပေးပါမယ်ရင်နွေးရတော့တဆစ်တို့ဒါ ကိုချက်တဲ့ဝတ်သားပေါ်မှာမူတည်ပြီးတော့ဗောနော်လူသလောက်ထဲပေါ့နော်နောက်ဆုံးကျော်စစ်တို့အခုလိုမျိုးနာနာပွက်ပြီးတော့ကြတော့စီပေါက်လာမယ်ဝတ်သားလည်းနူးဤလာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျော်စစ်တို့ရှေ့မှာပြုတ်ထားတဲ့ဒဉင်းသီးကိုထည့်ပေးလိုက်မယ်ဒဉင်းသီးနဲ့ဝတ်သားနဲ့အားလုံးနှံ့သွားအောင်ကျော်စစ်ကလုံပေးလိုက်တယ်ပြီးရင်တော့ရင်ွေလေးအနေငယ်ထက်ထက်ပြီးတော့ကြတော့ကျော်စစ်တို့နောက်ဆုံးကိုလိုချင်တဲ့အနေထားရောက်စီတီကိုတဲပေးလိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့အရန်လိုက်ခတ်ပြီးစားလို့အရန်မြင်လေဝတ်သားနဲ့တမင်းကြီးနဲ့လည်းရပါပြီ ူပူလေးကြော်ထားပါတယ်ပြီးသွားလို့ရှိရင်ဒါကတော့ဝတ်သားနဲ့ဒါဒညင်းသီးနဲ့ပေါ့နော်ဒညင်းသီးကတော့နည်းနည်းပဲအရင်အများကြီးတော့မစားဘူးဒီမှာဒညင်းသီးလေးနဲ့ပြီးသွားလို့ရှိရင်ဒါကတော့အိမ်မှာရှိရတဲ့ဒါပဇွန်ကြော်လေးနဲ့ပေါ့နော်ကြော်ပြီးပြီးချင်းတန်းပြီးတော့စားမှာပါဖိုင်လေးစားနေအနက်နဲ့သေးကြမြူသီးစိမ့်နဲ့ထည့်မယ်ချမောင်ကျော်လေးနဲ့လေးနှဲ့မယ် โอ้ลงมั้ยซ่าจาบองครับเนี่ยอืม ชิมองจอที่มิอืมอืมเราจะชิมองจอจอเสร็จละปกติจอเนี่ยจะปกติไม่หมดปะเนาะดีเดี๋ยวดิอาจารย์แบบดิบายมาแท่ต่อไปเนี่ย ဒီ new design လေးနဲ့ပေါ့နော်ဒါမျိုးလေးကြော်ပြီးထားရပါစားကောင်းတယ်ဒါမျိုးလေးလဲอืมရပါဘူးဒီမောင်ကျော်ရန်ကောင်းငင်းသေးရတော့ကျစကအများကြီးချက်မထားဘူးပေါ့နော်နည်းနည်းပဲ ငင်းသေးရသေးရောက်လို့ချင်းငင်းသေးမစားပဲလည်းမနေနိုင်ဘူးဒါမဲ့ကြောက်ကတမားတွေပါလေဆိုလို့ချင်းတော့မစားတင်ဘူးပေါ့နော်တင်းသေးကသိမ့်အောင်ပေါ့နော်ကြောက်ဆက်ကနည်းနည်းလေးဒီမှာဟိုသားလေးနဲ့ရောပြီးတော့ကြတော့ချက်စားอืมว่าตอนนู้นเนี่ยมาถ้าเราแน่นๆเลย နနမင်းလေးစားခြင်းလို့မဒါကတော့နနမင်းလေးနနမင်းလေးစားခြင်းလို့အိမ်မှာရှိရနဲ့ချမောင်ကျော်လေးနဲ့နဲ့ဟွန်းဝန်းညာနနမင်း ခုလိုမျိုးကျွန်မကျော်လေးလည်းကြော်စားကြည့်ပေါ့နော်အရန်ရတာရှိရဲ့ပြီးတော့ဝက်သားနဲ့တင်းသင်းနဲ့လည်းဒါမျိုးလေးချက်စားကြည့်ပါငင်းသင်းနည်းနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ချက်စားကြည့်အရန်ရတာရှိအင်းငါအော်ပြန်ကြောင်းပြန်တော့ပြန်တော့မလို့ဘူးပေါ့နော် ှာပေါ့နော်ဒီဝတန်းနဲ့တဏျာတိလင်းနဲ့ချက်တယ်ပြီးသွားလို့ရှိရင်ချမောင်ကျော်လေးရဲ့ပြီးရင်ဘသွန်ကျော်လေးရဲ့နဲ့တွဲပြီးစပြသွားတာပဲဖြစ်ပါတယ်အော်ဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရက်လိုက်တော့မယ်နောက်ဘလော့ဒီမှာကျဆင်းတဲ့အတူပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတတပန်